စီးပွားရေးလုပ်ဖို့မဟုတ်ပဲဂျမ်းမာရေးကြောင့်အမှုပညာအလုပ်ကိုရှင်းနာခဲ့ရတဲ့ပလင်ဝင်နားလိုက်တာပေါ့နော်ဟိုဒီကလည်းဂျမ်းမာရေးကြောင့်နားလိုက်တာဆိုတော့ဟိုဆက်ဆက်ချင်းနားတော့ကြတော့အော်ဟိုဘယ်လိုလဲကိုလုံးနေကြဆိုတော့လဲဟိုပြန်လုံးချင်တာပေါ့နော်ဒါမဲ့လည်းကိုဂျမ်းမာရေးနဲ့အဲနားလိုက်တာဆိုတော့စိတ်ဖြတ်လိုက် ပရိသတ်များရှင်ဗလဲဝင်းက VCD K ရဲ့နာမည်ကြီးမင်းသမီးတယောက်ဖြစ်ခဲ့တယ်လို့တော်တော်လေးကိုပေါက်ခဲတာလည်းဖြစ်ပါတယ်။အဲ့ဒီအချိန်မှာသာအမှုပညာအလုပ်ကိုဆက်လုပ်မယ်ဆိုရင်တော့အခုပြင်ချိန်မှာဆိုရင်တော့အမှုပညာလောကရဲ့ထိတ်ဆုံးနေရာကို ရောက်ရှိမှာမလွယ်မသွေဖြစ်ပါတယ်။ Academy Shot ရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်းပရိသတ်ကြီးရဲ့လက်ခံအားပေးမှုကိုရရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဗလဲဝင်းကအအောင်မြင်ဆုံးဖြစ်နေတဲ့အချိန်မှာအမှုပညာအလုပ်ကိုဒုံးတီးဆိုသလိုပဲဖျက်ချလိုက်တာဖြစ်ပါတယ်။ သူအနေနဲ့ဘာကြောင့်ဖျက်ချလိုက်လဲဆိုတာကိုတော့လူအများကမသိခဲ့ရပါဘူးတော်တော်များများကတော့အမှုပညာရှင်တွေကစီးပွားရေးဘက်ကိုလှည့်ခြင်းလို့အမှုပညာအလုပ်တွေကိုဆက်မလုပ်ဖြစ်တော့တာမလို့ဒီလိုပဲထင်ကြတာဖြစ်ပါတယ်အမှုပညာအလုပ်ကိုရှင်းသာထားပြီးတဲ့အချိန်မှာလဲဖလဲဝင်းကစီးပွားရေးတွေကိုသာဆက်လုပ်နေကြတာဖြစ်ပါတယ်2015ခုနှစ်လောက်ကလေးကအမှုပညာအလုပ်တွေကိုရန်နာပြီးတော့ဖလဲဝင်းကနေပြည်တော်ဘက်ကိုပြောင်းသွားခဲ့ရလဲဖြစ်ပါတယ်တကယ်တော့ပလဲဝင်းရုတ်တရက်နားလိုက်ရတဲ့အကြောင်းပြချက်က စီးပွားရေးလုပ်ဖို့မဟုတ်ဘဲနဲ့ကျန်းမာရေးကြောင့်သာဖြစ်ပါတယ်။ကျန်းမာရေးဆိုးွားလာတဲ့အတွက်အနုပညာအလုပ်ကိုဆက်လုပ်ဖို့မဖြစ်နိုင်တော့ပါဘူး။ လဲဝင်းရဲ့ဂျမ်းမာရေးရဟအနုပညာအလို့ဆက်လုံးလို့မဖြစ်နိုင်အောင်ဖြစ်ခဲ့တာပါဒါပေမဲ့ပလဲဝင်းကဒီလိုကြောက်နားရရဲဆိုတာကိုလူတွေကိုအတိမပေးခဲ့ပါဘူးဒီအတိုင်းနားလိုက်တဲ့ပုံစံနာလောက်ခဲ့တာဖြစ်ပါတယ်စစချင်းနားတော့ကတော့သူ့အနေနဲ့အနုပညာအလို့ကိုအမှန်တကယ်ကိုပြန်ပြီးတော့လှုပ်ချင်တာ ဖြစ်ပါတယ်အနုပညာအလို့ကိုပြန်လှုပ်ချင်တဲ့စိတ်တွေလည်းအရင်ကိုဖြစ်နေခဲ့တာပါအနုပညာအလုပ်ကိုပြန်လုပ်ချင်ပေမဲ့လုပ်ဖို့မဖြစ်နိုင်တော့လို့ဒါရှင်းနာလိုက်တာဖြစ်ပါရင်နောက်ဆုံးမှာတော့ပလင်းဝင်းက လုံးဝကိုပြန်မလုံးတော့ဘူးလို့စိတ်ကိုပိုင်းဖြတ်လိုက်ကြပါပလဲဝင်းရောက်အခုချိန်မှာတော့အနုပညာအလုပ်ကိုလုံးဝမလုံးတော့ဘူးလို့စိတ်ဆုံးဖြတ်လိုက်ကြပါသူအနေနဲ့အပြင်းလဲမထွက်ချင်တော့သလိုပြန်လုံးဖို့လည်းစိတ်ကအရင်မရှိတော့ပါဘူးနားခဲ့တဲ့အချိန်ဒီမှာလဲကျမကြီးကောင်းဖို့ဒါဦးစားပေးဖြစ်နေခဲ့တာပါ ကျမရေးမကောင်းလို့လုံးဝနာခဲ့တာမို့အိမ်မနေရတာပဲပျော်သွားတော့တာပါကလဲဝင်းကအိမ်နေရနေအိမ်ပြင်တောင်မထွက်တာမို့အနုပညာလောကနဲ့လည်းအလံဝေးလာခဲ့ပါတယ်သူကိုယ်တိုင်ကလည်းအပြင်ထွက်ရတာချက်အိမ်ထဲမှနေရတာတော့ဒါအကြိုက်တွေ့တော့တာ ဖြစ်ပါတယ်အိမ်ထဲမှနေပြီးတော့လုံးစရာရှိရလောက်ရတာကိုပို့ပြီးတော့ကြိုက်တယ်လို့ မင်းသမီးဆိုတဲ့ဂုံနဲ့လည်းမနေကျင်တော့တာကြပါပြီ။ပြီးခဲ့တဲ့ရက်မှဆိုရင်လည်းသူတီမိတ်ဆွေတွေတဲကနေပြည်တော်မှာဆိုင်လာဖွင့်လာမှုပလဲဝင်ရပွဲတက်ပေးခဲ့ပါတယ်။ပွဲတက်ပေးတဲ့အချိန်မှာလည်းမင်းသမီးတယောက်လိုပြင်ဆင်တာလည်းမရှိပါဘူး။အင်ဂျင်နဲ့ချမိတ်ဆိုလည်းအယူရှင်းဆုံးသာဝစ်စင်တက်တာဖြစ်ပါတယ်။ ။ဗလဲဝင်းကမိဘရင်းနဲ့အတူနေထိုင်နေရဖြစ်သလိုမိခင်ကအသက်85နှစ်အရွယ်ရောက်ရှိနေပါပြီ။မိဘရီကို ပြုစုရင်းနဲ့သာနေရတဲ့ဘဝကိုပျော်ရွှင်နေပြီလည်းဖြစ်ပါရင်ဗလဲဝင်းကရိုရှင်းတဲ့ပုံစံနဲ့နေထိုင်ရင်အမှုပညာအလုပ်ကိုလုံးဝပြတ်မလုပ်တော့ဘူးလို့လည်းကြတိပြတ်ဆုံးဖြတ်ထားပါရင်ပရိသတ်တရားတော်ဗလဲဝင်းကိုအမှုပညာအလုပ်တွေပြန်လုပ်စေချင်တာပါ။သူအနေနဲ့အမှုပညာလောကမှာနေရာတစ်ခုရထားသလိုအခုနောက်ပိုင်းမှာဆိုရင်တော့ comeback ပြန်လောက်လာသူတွေလည်းအများကြီးဖြစ်ပါတယ်ဒီတဲကမှာ သူနဲ့တစ်ချိန်တည်းအောင်မြင်ခဲ့ကြတဲ့အစဉ်စဉ်ဆုံးမြင့်ဆိုရင်လည်းအချိန်အကြာကြီးပျောက်သွားခဲ့ပြီးတော့မှအမှုပညာအလုပ်တွေကိုပြန်လုပ်နေတာဖြစ်ပါတယ်။ပလဲဝင်းကစဉ်စဉ်ဆုံးမြင့်ကိုအားကျပေမဲ့အမှုပညာအလုပ်တွေကိုပြန်မလုပ်ချင်တော့ပါဘူး။သူအနေနဲ့တာမန်ဘဝလေးကိုသာအကျိုက်တွေးနေပြီဖြစ်ပါတယ်။ကျမရေးသောအနုပညာအလုပ်တွေလုံးဝရနာချခဲ့တဲ့ပလင်ဝင်းအပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြောပြပေးခဲ့ပါအောင်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးများရေးတင်ပါတယ်ရှင်